င်္ဂလာပါခင်ဗျာ။နိုဝင်ဘာလ16ရက်နေ့အတွက်ရွှေရံကုန်ရဲ့အသီးမှတ်ဖော်ရသတင်းကဘာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သင်းတိုက်လေရင်နဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုယူကရိန်းဝယ်ယူမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်သင်းနိုင်ငံလုံးတိုက်လေရင်တွေနဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုယူကရိန်းကိုရောင်းချဖို့နိုင်ငံသဘောတူညီမှုစာကြွန်းလောင်းကိုယူကရိန်းသမ္မတဇလန်စကီးနဲ့ပြည်သင်းသမ္မတအီမန်နူမက်ခရွန်တို့ကလက်မှတ်ရထုတ်ခဲ့ကြောင်းနိုဝင်ဘာလ18ရက်နေ့ပြည်သင်းအခြေဆိုင်နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။ ဂရိနိုင်ငံကိုရောက်နေတဲ့သမရဇလန်စကီဟာပဲရစ်မြို့တော်အနီးကပြင်သစ်လေတဲ့အခြေစိုက်စခန်းမှာသမရမက်ခရွန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးသဘောတူလက်မှတ်ရေးထိုးခဲ့တာလို့ဆိုပါရယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ကဂျပန်မှဒုံးကျည်စနစ်ကိုရုပ်သိမ်းဆိုတဲ့သတင်းပဲဖြစ်ပါရယ်ဂျပန်ကာကွယ်ရေးဝန်ကြီးကဂျပန်နိုင်ငံယာမာကူချီစီရင်စု အီဝါကူနီမြို့ဒေသအတွင်းမှာအမေရိကန်အခြေစိုက်စခန်းမှဖျက်ချက်ထားတဲ့တိုင်ဖွန်တာလက်ပြက်ဒုံးကျည်စနစ်ကိုရုတ်သိမ်းလိုက်ပြီးဖြစ်တယ်လို့နိုဝင်ဘာလ18ရက်နေ့မှာဒေသအာဏာပိုင်တွေစီကိုအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။ဂျပန်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့အမေရိကန်စစ်တပ်တို့ဟာစက်တင်ဘာလ17ရက်နေ့ကနေ25ရက်အထိဂျပန်နိုင်ငံကျူရှူးနဲ့အခြားဒေသမှာကြီးမားတဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပြီး ်အမေရိကန်စစ်တပ်ကဂျပန်နိုင်ငံမှာတိုင်ဖွန်ဒုံးကျည်စနစ်ကိုပထမအဦးဆုံးအကြိမ်ဖြစ်ပြတ်ကျက်ထားခြင်းလည်းဖြစ်ပါတယ်။အီဝါကိုနီမြို့မှာသတင်းရင်းမြစ်တွေကိုကိုကပီကိုရိုနီယုသတင်းဌာနကဖော်ပြခဲ့ရမှာတော့ကာကွယ်ရေးဝန်ကြီးဌာနကစီးရေးလေ့ကျင့်ခန်းပြီးဆုံးသည့်နေ့တပတ်ခန့်အကြာမှာထိုဒုံးကျည်စနစ်ကိုပြန်လည်ဖယ်ရှားပေးမယ်လို့အရင်ကကတိပြုခဲ့တယ်လို့ဆိုပါတယ်။တရုတ်ထိုင်ဝမ်ရေလက်ကြားအရေးပေါ်အခြေအနေမှာဂျပန်နိုင်ငံအနေနဲ့စေးအရဝင်ရောက်ဆော့ဖွဲ့မယ်လို့ဂျပန်ဝန်ကြီးချုပ်ကအမှတ်ချက်စကားကြောင့်နိုင်ငံခြားတန်တမန်အငင်းပွားမှုတွေလှည့်မဲ့စွာမြင့်တက်လာကနှစ်ဖက်အပြန်အလှန်သတိပေးမှု ဖျက်သိမ်းမှုတွေဖြစ်ခဲ့ရချိန်မှာအခုလိုအမေရိကန်စစ်တပ်ရဲ့တိုင်ဖွန်တုံးပြန်စနစ်ကိုရုတ်သိမ်းတဲ့သတင်းထွက်ပေါ်လာတာဖြစ်ကြောင်းသတင်းများကဖော်ပြပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရုရှားနဲ့စီးပွားရေးလုပ်နေတဲ့နိုင်ငံအပေါ်ပိတ်ဆို့အရေးယူမဲ့ဥပဒေကြမ်းကိုထောက်ခံတယ်လို့သမ္မတဒေါ်နယ်ထရန့်ပြောတဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားနဲ့စီးပွားရေးလုပ်ကိုင်နေတဲ့နိုင်ငံတွေအပေါ်ပိတ်ဆို့အရေးယူမဲ့ဥပဒေကြမ်းကိုအမေရိကန်လွှတ်တော်မှအတည်ပြုဖို့လုပ်နေတဲ့အပေါ်ထောက်ခံကြောင်းသမရဒေါ်နယ်ထရန့်ကနိုဝင်ဘာလ15ရက်နေ့ကဖလော်ရီဒါနိုင်ငံတကာလေဆိပ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါရယ် Republican အမှတ်တွေကဥဆောင်ပြီးဥတွေပြုအတီးပြုဖို့လုပ်နေတာဖြစ်တယ်လို့သူ့အနေနဲ့ကန့်ကွက်စရာမရှိထောက်ခံတယ်လို့သမ္မတထွန်းကဆိုပါတယ်။ရုရှားနဲ့စီးပွားရေးပတ်သက်နေတဲ့နိုင်ငံတိုင်းဟာအလွန်ပြင်းထန်တဲ့ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ရမယ်လို့လည်းထွန်းကပြောပါတယ်။အဆိုပါပိတ်ဆို့အရေးယူမဲ့ဥပဒေမှာရုရှားနဲ့စီးပွားရေးလုပ်နေတဲ့နိုင်ငံတွေတောင်မှအီရန်နဲ့စီးပွားရေးလုပ်ကန်နေတဲ့နိုင်ငံတွေကိုပါထည့်သွင်းလို့ရတာကိုလွှတ်တော်အမတ်တွေကိုအကြံပြုတယ်လို့လည်းဒေါ်နယ်ထွန်းကသတင်းများမှာဖော်ပြပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားမှာတမော်ရီတောင်စားမကောင်းဘူးဆိုတာ ်ဆိုင်ရှင်ကိုဝင်ဆောင်မျိုးသမီးကိုမြန်မာညီကိုနှစ်ယောက်ကဓာတ်နဲ့ထိုးတဲ့တဲ့င်းပဲဖြစ်ပါတယ်မလေးရှားနိုင်ငံမှာသမော်တီထောင်စာမကောင်ဟုဆိုကာမြန်မာဆိုင်ပိုင်ရှင်ကိုဝင်ဆောင်မျိုးသမီးကိုမြန်မာညီကိုနှုတ်ကဓာဖြစ်ထိုးတက်ခဲ့ကြောင်းသိရပါတယ်။မလေးရှားနိုင်ငံပီနန်မြို့ဘာတာဝတ်ကျူဟိုက်မှာနိုဝင်ဘာလ18ရက်နေ့ကမြန်မာစားတောက်ဆိုင်မှာမြန်မာနိုင်ငံအမျိုးသား၃ဦးကစားတောက်ဆရာများလာရောက်စားတောက်ခဲ့ကြောင်းမြန်မာများမှာသမော်တီထောင်စာမကောင်လို့ပြောရမှာပြဿနာဖြစ်ကြကား ဆိုင်တွင်လာစားသူများမှအကောင်းဆောင်ဆိုင်ပိုင်ရှင်ဖြစ်သူအမျိုးသမီးကိုတားဖြတ်ထိုးတက်သဖြင့်တေဆုံးရာကြောင်းမလေးရှားမီဒီယာများကဖော်ပြချက်အရသိရပါတယ်။အခင်းဖြစ်ပွားစဉ်ကိုဝင်ဆောင်အမျိုးသမီးခင်မုန်းဖြစ်သူနဲ့မိတ်ဆွေတူဦးမှာဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လူတက်မှုကျူးလွန်သူကိုရဲကဖမ်းဆီးခေါ်ဆောင်ထားပြီးဥပဒေအရအေးအေးယူခံဆောင်ရွက်နေကြောင်းသိရပါတယ်ခင်ဗျာ။